ကျွန်တော်ကြောက်ဝိုင်းကိုစပြီးတော့မှ အခင်းဝိုင်းပတ်တဲ့အချိန်လုံးက၄နိုင်အဲတော့က၄နိုင်ဆင်းတာအဲတော့အခုကြောက်ဝိုင်းထဲမှာကျွန်တော်အတိတွေတကယ်ချင်းတွေအများကြီးရှိတယ်၄နိုင်ဒါမှတ်မှတ်ရရပြောရမယ်ဆိုရင်၄နိုင်ကိုကျွန်တော်ကထပြီးတော့မှကျွန်တော်တကယ်ချင်းကိုသွားနှိုးပြီးတော့မှအခင်းဝိုင်းသွားရအောင်ကျွန်တော်ကနှိုးတာပြောချင်တာက အောင်မြင်ခြင်းလဲဆိုလို့ရှိရင်အစအဦးဆုံးဝီရိယတော့ထားရတယ်ပေါ့နော်ဝီရိယထားရတယ်အဲကျွန်တော်တို့ကဖြစ်ရှင်တဲ့စိတ်တွေအောင်မြင်ခြင်းတဲ့စိတ်တွေကဒါလွှမ်းမိုးနေကြကြတော့ကြီးစိုးနေကြကြတော့ကျွန်တော်တို့ကအစော်ယူထားတယ်သွားတယ်အခင်ဝိုင်းပတ်တယ်ရှာတယ်အဲညလေးမှလည်းအဲတတိယလေးပေါ့နော်ပြောရင်းပြောနေတတိယလေးပြောရမယ်ဆိုရင်အစပိုင်းမှာတော့ကိုယ်ရဲ့အတွေ့အကြုံနေတဲ့အခါမှာတော့အခင်ဝိုင်းကိုဘယ်လိုပတ်တယ်လဲဆိုတော့လောဘနဲ့ပတ်တာဘယ်လိုမျိုးလောဘနဲ့ဆိုတော့ဟာငါ ကြောက်လေးဟလာသူများတွေမထခင်ကအစိုးကြီးထပြီးတော့မှဟလာသူများတွေမမြင်တဲ့ကြောက်သူများတွေမမြင်သေးတဲ့ကြောက်ကိုငါဥအောင်ရှာလိုက်မယ်ပြီးလို့ရှိရင်လည်းပဲဟာငါဒီအခင်းဝိုင်းကိုအစိုးကြီးပတ်တဲ့အတွက်ကြောင့်မလို့ငါဝူကြီးရဲ့တင်းထက်တာကတော့ကြောက်တွေအောင်မယ်အဲဒီလိုမျိုးအတွေးတွေလောဘတွေနဲ့ကြီးစိုးခဲ့တာပေါ့နော်အရင်တော့ပြောနေကြစကားလေးပြန်ပြောရတော့ပထမအဦးဆုံးရည်ရွယ်ချက်ကတော့ကြောက်အောင်ဖို့ပေါ့ကြောက်အောင်ဖို့ကပထမကြောက်အောင်ဖို့ကပထမကြောက်အောင်ဖို့ကပထမအဲဒီလိုမျိုးစိတ်ကြီးနေတဲ့ ကျွန်တော် American wine ကိုအစောကြီးပတ်တာအဲ့တော့ကြောက်ကမအောင်ဘူးညပထမဆုံးလေကျွန်တော်ကြောက်အောင်ဖို့ပထမဆုံးမှာလုပ်တာကြောက်ကမအောင်အဲ့ကတော့အဲ့လိုမျိုးအခြေအနေကဘလာလောက်ကြီးကြာလဲဆိုတော့ကျွန်တော်နှစ်နဲ့ချီကြာတယ်နော်တနှစ်နှစ်နှစ်လောက်ကြီးကြာတယ်အဲ့ကတော့ပြန်ပြီးစဉ်းစားတော့အော်ငါကြောက်အောင်ဖို့ပထမဆုံးပြီးတော့မှအခင်းအဝိုင်းကိုအစောကြီးသွားပြီးတော့မှလောဘကြီးနဲ့ပတ်နေတာကြောက်မအောင်ပဲအဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပြောင်းမှဖြစ်မှာဆိုပြီးတော့မှနေ့တွေ့ရဖို့ကပထမ ကြောက်အောင်ဘုရားဒုတိယကိမ္မာဒါကျွန်တော်ရဲ့ဒါ true story เนาะ true story ပြောပြတာ